ကဘာပေါ်မှာလူတိုင်းသိတဲ့နာမည်တခုရှိပါတယ်။အဲဒီနာမည်ကတော့ Cristiano Ronaldo ပါပဲ။သူကသူ့ကိုဂိုးဆက်လို့ခေါ်ကြပါတယ်။တချို့ကတော့စံပြပုံကိုလို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ကမှာဒါမဲ့လူတွေကမခံစားနိုင်တဲ့ပေးဆက်မှုတွေမျက်ရင်နဲ့ခါသီးတဲ့အတိတ်တွေရှိခဲ့တယ်ဆိုတာသိသိပါသလား။ဒီနေ့မှာတော့ကျွန်တော်တို့ဟာအဒလန်နေသမုဒ္ဒရာတွေကဂျွန်းလေးတစ်ကျွန်းပေါ်မှာမွေးဖွားခဲ့တဲ့စင်စင်သားကောင်လေးတယောက် ဘောလုံးသမိုင်းမှာအောင်မြင်ဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ဘူးဘလို့ခက်ခဲတွေဖြစ်ကျော်ခဲ့ရလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာပေါ်ရီယီနိုင်ငံရဲ့မဒရာကျွန်းပေါ်မှာခရစ်စတီယာနိုရနယ်ဒိုကိုမွေးဖခဲ့ပါတယ်တကယ်တော့သူဟာမိဘတွေကမလူချင်းတဲ့ကလေးတယောက်ဖြစ်ခဲ့ဘူးပါတယ်သူမိဒေါ်လာရာဆင်းရဲလွတ်နာကြောင့်သူ့ကိုဖျက်ချဖို့တော့ကြိုးစားခဲ့သေးပါတယ်ဒါပေမဲ့ကန်ဂျမာကသူ့ကိုကဘာကြီးစိတ်ပြို့ဆောင်ပေးခဲ့ပါတယ်သူဖခင်ကတော့ပန်းချန်ဆောင်တူဖြစ်တယ်လို့အပျော်တန်းကလပ်တစ်ခုမှာပစ္စည်းသိမ်းပေးရတဲ့အလုပ်ကိုလုပ်ပါတယ် ရနယ်ဒိုရဲ့ငွေဘဝဟာချမ်းသာမနေခဲ့ပါဘူး။အဝယ်စားကောင်းကောင်းမရှိဘူး။ကစားစရာရိုးကောင်းကောင်းလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူမှာဘောလုံးတစ်လုံးရှိပါတယ်။ကျောင်းတက်နေရင်ဆရာမကသူ့ကိုဘောလုံးကမင်းကိုထမင်းကျွေးမှာမဟုတ်ဘူးလို့ပြောခဲ့တဲ့စကားကသူ့အတွက်ခွန်အားဖြစ်စေခဲ့ပါတယ်။အသက်၁၂နှစ်ရွယ်မှာသူဟာမိသားစုကိုခဲပြီးလစ်ဘွန်မြို့ကိုတဦးတည်းထွက်ခွာခဲ့ပါတယ်။အဲဒီချိန်မှာတော့ကောင်းလေးတယောက်ရဲ့ငူတန်တွေကဒီနေ့မှာတော့ကမ္ဘာကောင်းဆုံးကစားသမားတယောက်ရဲ့စူးစူတဲ့ဟင်းရောက်တန်တွေရဲ့ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။ Sporting Lisbon ရဲ့ Academy မှာ Ronaldo ဟာအခြားကလေးတွေရဲ့လောင်ပြောင်မှုကိုခံရပါတယ်။ ူရဲ့ကျွန်းသားလေတိုင်းကြောင့်သူတို့ကလောင်ကြတာပါ။ဒါပေမဲ့ရနယ်ဒိုကတော့စကားနဲ့ပြန်မပြောခဲ့ပါဘူး။သူကတော့အလုံးနဲ့ပဲတက်တည်ပြခဲ့ပါရယ်။ညမှာတော့ရနယ်ဒိုရဲ့ဘဝကိုပြောင်းလဲစေမယ့်ပွဲတစ်ပွဲဖြစ်လာခဲ့ပါရယ်။၂003ခုနှစ် Sporting Lisbon နဲ့ Manchester United ကိုကစားခဲ့တဲ့ခြေစမ်းပွဲပါ။အဲဒီပွဲမှာအသက်16နှစ်အရွယ်ကောင်းလေးတယောက်ဟာ Manchester United ရဲ့နောက်ခံလူတွေကိုကောင်းမှုအောင်ကစားပြခဲ့ပါရယ်။ပွဲပြီးမှာတော့ Manchester ရဲ့ဂန်ဝင်နီးပြကြီး Ferguson က ီကောင်လေးကိုမခေါ်ဘဲငါတို့အိမ်မပြန်ဘူးလို့ပြောခဲ့ပါရယ်အဲဒီလိုနဲ့ရိုနယ်ဒိုက Old Trafford ရဲ့မင်းသားလေးဖြစ်လာဖို့အင်္ဂလန်ကိုချီချခဲ့ပါတော့တယ် Manchester United ကိုရောက်ရောက်ချင်းမှာပဲသူ့ကို iconic ဖြစ်တဲ့ John number 9ကိုပေးခဲ့ပါရယ်ဒေးဗစ်ဘက်ကန်တို့ Eric Cantona တို့ဝစ်စင်ခဲ့တဲ့နံပါတ်ပါပါကူဆန်ဟာရနယ်ဒိုအတွက်ဖခင်တယောက်လိုဖြစ်ခဲ့ပါတယ်ရနယ်ဒိုကအစာပိုင်းမှာလှည့်စားမှုတွေပဲလုပ်နေတဲ့ကစားသမားလိုဝေဖန်ခံခဲ့ရပါတယ်သူကလေ့ကျင့်ရင်းခွင်မှာအားလုံးထက်စောပြီးတော့ရောက်နေတဲ့သလိုအားလုံးထက်နောက်ကျမှလည်းပြန်လေ့ရှိပါတယ်၂၀၁၈ခုနှစ်ဟာသူ့အတွက်ထွတ်တိတ်ပါပဲပရီးမီးယားလိရဲ့ချန်ပီယံလိရဲ့ကိုရယူခဲ့သလို သူ့ရဲ့ပထမဆုံး volunteer ဆုကိုလည်းရရှိခဲ့ပါတယ်။2009ခုနှစ်မှာတော့ Ronaldo ကကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ Real Madrid ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒါဟာဘောလုံးသမိုင်းမှာအကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Real Madrid မှာရှိခဲ့တဲ့ကိုးနှစ်ကာလတွင်မှာ Ronaldo ဟာကိန်းဂဏန်းတွေထဲကျော်လွန်တဲ့စမ်းဆောင်ရည်တွေကိုပြသခဲ့ပါတယ်။ဝယ်ပေါင်း438ပွဲမှာဂိုးပေါင်း450ထိသွင်းသွားခဲ့ပါတယ်။ဒါဟာမယုံနိုင်စရာစံချိန်မှာဒီနေရာမှာ Lionel Messi နဲ့သူတို့နှစ်ယောက်ကြားကပြိုင်ဆိုင်မှုကလည်းတကဘာလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ချန်ပီယံလိပလာလီလုံးဘောလုံးတီယုံစုကလည်း၅ဆုနဲ့အတူသူဟာ ဘီယံမထစ်သမိုင်းရဲ့တခြားအကြီးကျယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဂလန်တင်နေမှာအောင်မြင်ခဲ့တဲ့ရနဲ့တူတဲ့နိုင်ငံသင်းနဲ့ဖလားရဖို့ကတော့အမြဲတမ်းအိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။၂၀၁၆ခုနှစ်ရူဘိုဘောလူပွဲမှာဒဏ်ရာကြောင့်ပထမပိုင်းမှာတင်လူစားလဲခံခဲ့ရတဲ့အချိန်မှာရနဲ့တူဟာကိုခဲ့ပါတယ်။ဒါပေမဲ့သူမလဲခဲ့ပါဘူး။နိုင်ငံဝေဒနာကိုအန်တူဘီကွင်းဘီကနေမိပြောက်ပြောက်လို့အော်ဟစ်ညွန်ကြခဲ့ပါတယ်။နောက်ဆုံးမှာပေါ်တူဂီသင်းဟာဥရောပချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒါဟာသူ့ရဲ့ဘဝမှာအပျော်ဆုံးချိန်ဖြစ်တယ်လို့သူကိုယ်တိုင်လည်းဝန်ခံခဲ့ပါတယ်။ သူကနိုင်ငံတကာကုသွင်းအများဆုံးဆိုင်သိရှင်ဖြစ်လေတမိုင်းတွင်ခဲ့ပါတယ်အသက်30ကျော်ရင်ကစားသမားတွေဟာကြာဆင်းသွားတတ်တယ်ဆိုတဲ့စကားကိုရနယ်ဒိုကလက်တွေ့နဲ့ခြေဖြတ်ပြခဲ့ပါတယ်ဂျူဗင်တက်မှာအောင်မြင်မှုတွေယူခဲ့တယ်ပြီးတော့သူ့အိမ်ဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ကိုပြန်လာခဲ့ပါတယ်အခုတော့သူက sorry club ai na sa မှာအာရှဘောလုံးလောကကိုမြင့်တင်ပြီးနေပါတယ်အသက်40နီးနားကပ်နေပြီမဲ့သူ့ရဲ့ကုသွင်းခြင်းနဲ့စိတ်နဲ့လေးချင်းရေပေါ်ထားတဲ့စိတ်တက်တွေကတော့ရောမသွားပါဘူးခရစ်စပီယာရနယ်ဒိုဟာဘောလုံးကစားသမားတတ်တတ်မဟုတ်ပါဘူးသူဟာမဆုံးမနစ်စူးစမ်းမှုရဲ့ပြယုပ်ပါ ဇင်းရဲဝဲတဲ့မှုတွေလောင်မြောင်မှုတွေနိုင်ငံရီနဲ့အခက်အခဲပေါင်းစုံကိုကြော်ဖြတ်ပြီးသူပြသခဲ့တာကတော့မဲမာအိမ်မက်ရှိရင်ပြီးတော့အဲ့ဒီအိမ်မက်တွေအစမ်းကုန်ကျူးစားရင်ဒီနေ့မှမင်းဟာကဘာကြီးကိုအုပ်စိုးနိုင်လိမ့်မယ်ဆိုတာပါပဲဇာနာစိတ်ရှိခြင်းတွေးလူရမ်းမှုအတွက်စင်းမေကြောင့်မထိုးခြင်းစားတဲ့သူရဲ့လူမှုရေးလှုပ်ဆောင်ချက်တွေကလည်းသူ့ကိုပို့ပြီးတော့လေးစားစရာဖြစ်စေပါရယ်။ခမရတို့တွဲရနယ်ဒိုကဘလို့လူမျိုးလဲ။ဂေါလုံးရောခေါ်ဆိုနိုင်ပါလား။ရနယ်ဒိုနဲ့ပတ်သက်ပြီးခမရတို့တည်တဲ့ကျမ်းစာလေးတွေကိုလည်းကွန်မန့်လေးမှာလည်းရေးပြီးခဲ့ပါအောင်။ ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာလည်းပြန်လည်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်